လက်နက်ကင်ပဋိပက္ခတွေကျေပြန့်နေတဲ့နိုင်ငံအတွက်ငြိမ်းချမ်းရေးဟာတမဟုတ်ချင်းရဖို့အခက်အခဲရှိမှာဖြစ်ပြီးအခုလိုဇူနီဝရီဟာငြိမ်းချမ်းရေးအတွက်အစပြုခြေလှမ်းကောင်းတစ်ခုဖြစ်တယ်လို့ကရင်မျိုးသားအစည်းအရုံးကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU KNLA PC အထွေထွေအတွင်းရမှုချုပ် ဖုံမူကြီးစောကျော်ညွန့်ကပြောပါရယ်။အော်တိုဝါ16ရက်ကနေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတက်မှာကျင်းပတဲ့ NCA 10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားနဲ့ဆက်ဆက်ကျင်းပနေတဲ့ငြိမ်းချမ်းရေးစကောင်းဝိုင်းဆွေးနွေးပွဲတွေကိုတက်ရောက်နေတဲ့ KNU KNLAPC အထွေထွေအတွင်းရေးမှူးချုပ်ဘုံမူကြီးစောကျော်ညွန့်ကိုအခုဆွေးနွေးပွဲတွေကနေဘလို့ရလက်ကောင်းတွေပေါ်ထွက်လာနိုင်မယ်လို့မျှော်လင့်ပါတယ်ဆိုတဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားရမှာ၎င်းကအခုလိုထည့်သွင်းဖြေကြားခဲ့တာဖြစ်ပါတယ်။ ဒီချင်းတွေကဒါတာမန်ချင်းတွေမဟုတ်ဘူးဒီဒီတို့ NC ခေတော်ကဒါတို့လည်းတရားရောက်မှာပါနိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ဆိုရင်နံပါတ်1အပြည့်ရမယ်နော်အပြည့်ရပြီးတော့နံပါတ်2နိုင်ငံရေးဆွေးနွေးမှုမူပေါင်းကြီးရေးဆွဲရမယ်အဲနံပါတ်3အမျိုးသားအစစ်လာ UBC လာစသဖြင့်ဒါမူပေါင်းတည်တည်ကြရေးဆွဲပြီးတော့လောက်ရမယ်လေအခုကျွန်တော်တို့ကအဲ့ဒီနံပါတ်1မှာပါတဲ့အပြည့်ရမယ်ဆိုတာကငါတို့မလုပ်နိုင်ဘူးဟုတ်ကဲ့နော်ငါတို့တနိုင်ငံလုံး နေရာတော်တော်များများမှာဒီလက်နက်ကန်ပြပိခါတွေဖြစ်ပေါ်နေတဲ့အချိန်မှာအခုကျွန်တော်တို့ဒီလောက်တဲ့ပွဲပေါ့နော်ဒါကလည်းဒီပွဲကလည်းပဲအမြင်ရတာအမျိုးမျိုးရှိမှာပဲတိုးတော့ဒီအချိန်မှာကျွန်တော်တို့ကဒီစည်ရပောင်ကအရန်ကိုကျဲတယ်ဒီဒီလူမျိုးပြေဆုံစကားပြောတဲ့အခင်ချင်းကဒီနှစ်နှစ်သုံးနှစ်တွင်းမှာလူကမရှိတဲ့လောက်ပဲလေပြီးခဲ့တဲ့ပါရမဟိုးစာပေါ့ဒီ peace talk ရှိတယ်ပြီးတော့ peace forum နောက်တစ်ချိန်ရှိတယ် အခုဆိုရင်ဒါ peaceful run ပြောရင်ဒုတိယကြိမ်ပဲရှိတယ်ကွာဒါတော့တနစ်တာအတွင်းမှာဒါလောက်ပဲလုံနိုင်တဲ့အခင်းချင်းတစ်ခုကတော့ဗျာဒီလူမျိုးတနိုင်ငံလုံးမကြုံစဘူးလဲနဲ့ကန်ပြည်ပခါတွေကျေပြန့်နေတဲ့နိုင်ငံအတွက်ကငြိမ်းချမ်းရေးဆိုတာကိုတော့တမဟုတ်ချင်တော့ရဖို့ကတော့ဒါအခက်အခဲရှိမယ်သို့တော့အဲ့ဒီငြိမ်းချမ်းရေးရဖို့အတွက်ဒါအစာပြုခြေလမ်းကောင်းတစ်ခုအနေနဲ့ဒါရှုမြင်လို့တော့ရမယ်လို့ဒါပြင်ကျင်းပပြီးစီခဲ့တဲ့ဖိုရမ်နှစ်ကြိမ်ဟာ ငင်းချင်းဖြစ်စဉ်ပြန်လည်အစပြုရမှာဘလို့လမ်းကြောင်းဘလို့အသွင်တံတန်းစသဖြင့်အမြင်တွေအတန်တွေကိုစုံစုံလင်လင်ကြားသိခွင့်ရခဲ့ကြောင်း၎င်းကပြောပါရယ်အစပြုခြေလမ်းလို့ပါခြေလမ်းသေးလားကြီးလားတော့မသိဘူးအစပြုနိုင်တယ်လို့တော့ဒါယူဆလို့ရပါတယ်အခုတည်တဲ့အတိုင်းပဲအဲဒီယူကောက်ပွဲမတိုင်ခင်ယူကောက်ပွဲအပြီးကျွန်တော်တို့လောက်ရမယ်ဒီငင်းချင်းကြီးအတွက်စဉ်းစားချက်တွေအမျိုးမျိုးလေးဒါမှပညာရှင်တွေလည်းပါတယ်အဲလက်နက်ကန်တွေလည်းပါတယ်ပါတီတွေလည်းပါတယ် အဲ့ဒီနယ်ပယ်ဆိုရနေပြီးတော့ဒီကျွန်တော်တို့နိုင်ငံအတွက်မရှိမဖြစ်လိုအပ်တဲ့ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကိုကျွန်တော်တို့ပြန်လဲအစပြုတ်တဲ့အခါမှာဘလို့လမ်းကြောင်းမျိုးနဲ့ဘလို့အသွင်သဏ္ဍာန်မျိုးနဲ့ကျွန်တော်တို့ချင့်ချိန်လို့ရအောင်ဒီအမြင်နေအတန်နေစုံစုံလင်းလင်းကြားခွင့်ရတယ်ဆိုတာကလည်းပဲဒါကအားတစ်ခုလို့ပြောလို့ရပါတယ် ပြည်သူတွေကငြိမ်းချမ်းရေးနဲ့ဝေခဲ့တာဟာကြာပြီဖြစ်ကြောင်းမိမိတို့နိုင်ငံမှာမငြိမ်းချမ်းမှာကမဖြစ်နိုင်ကြောင်းကိုလွန်ခဲ့တဲ့ဆယ်နှစ်တာကာလမှာသိရှိနားလည်ခဲ့ကြောင်းဒါကြောင့်ငြိမ်းချမ်းအောင် လုပ်ရမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်အဲ့ဒီတရားပေါ်လေကျွန်တော်တို့နိုင်ငံမငြိမ်းချမ်းလို့မဖြစ်ဘူးဆိုပြီးတော့ဟိုလွန်ခဲ့တဲ့ဆယ်နှစ်တာကာလကကျွန်တော်တို့ကဒါသိရှိတယ်နားလည်တယ်မငြိမ်းချမ်းလို့မဖြစ်ဘူးငြိမ်းချမ်းအောင်လုပ်ရမယ်လုပ်ရင်လုပ်ရင်နဲ့ပဲမငြိမ်းချမ်းတဲ့ဘဝကို ပြန်ရောက်နေတဲ့ပြည်သူတွေအတွက်ကတော့ဒါ ဘယ်လိုပြောမလဲဆိုရင်တော်တော်လေးကိုထိခိုက်နေနိုင်မှုတွေကတော်တော်များနေပါပြီဒီကြားထဲမှာကလည်းပဲလူလှုပ်တဲ့ဒီလက်နဲ့ကန်ပြိပက်ကလူလှုပ်တဲ့ဘီးဒါမကပေါ့လေတဘောကဘီးလဲထဆင့်ခံတော့ဒီလူလူတွေကအញ្ញနေနာနေပါပြီလက်ရှိမှာမိမိတို့နိုင်ငံမှာလက်နဲ့ကန်ပြိပက်ခါတွေကြီးမားကျယ်ပြန့်တဲ့နိုင်ငံရေးအခင်းအကျင်းတာမန်အခြေအနေမဟုတ်တဲ့နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက်မှာ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက်မလွဲမသွေလိုအပ်တဲ့ငင်းချင်းရေးဖော်ဆောင်ရမှာစည်ရင်းနည်းနဲ့ဖော်ဆောင်လို့မရကြောင်းဘုံမူကြီးစောကျော်ညွန့်ကပြောပါရယ်ကျွန်တော်တို့တွေ့ဆုံဆွေးနွေးအဖြစ်ရှာတဲ့နည်းနဲ့ပဲအာဟိုစားပေါ့လေအဲစူးစားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံရဲ့ငင်းချမ်းကြီးငင်းချမ်းကြီးလို့ပြောမဲ့ဆိုရင်လည်းပဲဒါပြည်တော်စုငင်းချမ်းကြီးကိုပြောတာပါနော်ဒီနိုင်ငံမှာရှိတဲ့သန်း60သောပြည်သူလူထု135မြို့သောတိုင်းသားပြည်သူလူထုအဲစသည်ဖြင့် ဒီမိုကရေစီရောဖက်ဒရယ်ရောအခွင့်အရေးတွေနော်ဟိုဒါတတိယရောက်ပေါ်ပေါ်လာနိုင်မယ်ဒီပြည်တော်စုတကူကိုပေါ်ဆောင်နိုင်မှာပဲကျွန်တော်တို့ပြောတဲ့ပြည်တော်စုညီချမ်းကြီးကကျွန်တော်တို့တည်ဆောက်လို့ရနိုင်မယ်ဖြစ်တယ်အဲ့လိုပဲလက်ရှိအချိန်မှာအခက်အခဲတွေရှိနေတာကိုနားလည်ပေမဲ့ရှိတဲ့အားနဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်းအဲ့လိုပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်းအခုအခင်အချင်းဟာအစပြုခြင်လန်းကောင်းတစ်ခုဖြစ်စေခြင်းကြောင့်ဘုံမူကြီးစောကျော်ညွန့်ကပြောပါတယ်။